ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ခொနေသားသမီးများကျူတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဦးဝင်းစောတက်တော်မှာဟောကြားထားသော2025ခုနှစ်အောက်တိုဘာလ9ရက်နေ့မှ17ရက်နေ့အထိတပတ်စာကျန်ပြုဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုတလို့ subscribe လေးနေပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတနိုင်းတရားအောင်လဲဘေးနားခေါင်းလုံးလေးကိုလည်း ်နှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္လာနေ့သားသမီးများအတွေ့တပတ်စာဟော့စတန်နိုင်ငံသားမှာလှုပ်ရှားနေပါကဒါမှမဟုတ်နိုင်ငံသားတို့အလုတ်လန့်လျှောက်ထားပါကအလုတ်ရမယ်မော်တော်ကားအယောင်အဝယ်ဖြစ်မယ်အမှုရှိပါက၎င်းအမှုကိစ္စအတွေ့တရင်ကောင်းကြားရမယ်ဝင်ငွေကောင်းမယ်ပယ်ပြောင်းနှံကောက်ပဲ့သည့်နံများဈေးကောင်းရမယ်ကြောင်မြေနာရောင်းဝယ်ရေးမှာအထင်ငော့ဖြစ်တတ်ပါတယ်ဂျာမားရေးမှာလီထုလီအောင်ဖြစ်တတ်တယ်ပညာရေးမှာမျှော်မှန်းထားသလောက်ခီးမပေါက်ဖဲဖြစ်နေမယ်အခြေရေးမှာချစ်သူနဲ့ဆက်ဆံရေးစိတ်နေပါတယ်အိမ်တော်ရေးမှာလည်း ိမ်အောင်ဘက်နဲ့အစင်မပြေပါကံကောင်းစေသောကဏ္ဍများမှာနှစ်လေးကိုကဏ္ဍများဖြစ်ပါတယ်ရရရတနင်္ဂနွေနေ့မှာနေရင်ဖျားចောင်းဆောင်မှာအုံသီးနဲ့လှူထားသောမုံငါးခုကတ်လို့ပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကောင်းချီးချမ်းသာများပုံမူရရှိကြပါစေတနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပြီးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှော်ဝေပြီးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီရင်မင်းမြန်ဆွေးနွေးတိုင်မလို့ပါကမင်းနဲ့ကမိုဘိုင်း APP တွင်ဗီရင်တိုက်ရိုက်မင်းမြန်နိုင်ပါတယ် တနင်္လာသာသမီများအတွေ့တပတ်စာဟောစတဲ့နိုင်ငံခြားခရီးအတွေ့တရင်ကောင်းကြရမယ်ဝန်ထမ်းပြပါက အလုတ်ပြောင်းအလုတ်နေရာပြောင်းပုံမယ်မြေရောင်းဝဲအတွက်ဆီယံငွေအပေးယူပြုလို့ရမယ်ရရင်ရှိသောငွေများ ဝင်မိတရင်ကောင်းကြရမယ်ဆိုင်ကယ်ရောင်းဝဲဖြစ်မယ်အိမ်နီးနားမှာနိုင်ပေါ်တတ်တဲ့ထို့သူပြပါကဖဏောင်းတရန်စွန့်ပြပါမိသားစုနဲ့ပတ်သက်သောတရင်ကောင်းကြရမယ်ကျမ၏အနေဖြင့်ခေါင်းကင်မယ်ပညာရေးမှာအခြေအနေကောင်းပါတယ်ဆောင်းမွေဝက်ရှိပါကအောင်မြင်မယ်အခြေအနေမှာချစ်သူနဲ့အတူခရီးထွက်ရလေ ိမ့်မယ်အိမ်တော်ကြီးမှလည်းတာယာပါတယ်ကံကောင်းစေတော်ကဏ္ဍများမှာတင်ငား6ကဏ္ဍများဖြစ်ပါတယ်ရရရဒနေလာနေ့မှာနေင်ဖျားចောင်းဆောင်မှာကြောက်ကြောငါးတော့ကတ်လို့ပါဒနေလာသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဒနေလာသားသမီးများအတွက်တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမင်းမြန်ဆွေးနွေးတိုင်ပင်လိုပါကမင်းသင်္ခါမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက်မင်းမြန်နိုင်ပါတယ် တင်ကအသားသမီးများတွေတပတ်စာဟော့စတန်ဝင်ငွေကောင်းမယ်အလုပ်အသစ်အတွက်သတင်းကောင်းကြရမယ်ရဝေးမှာငွေရောက်မယ်တူမောပါကရဝေးသူငွေပို့ရမယ်စေယုံသူလူနာမီးသွားရမယ်သွားခဲ့တော့ကောင်းပါတယ်ကြောင်မြေနာရောင်းဝယ်ရေးမှာအယောင်းဝယ်ကောင်းမယ်လေယာဉ်လုံငန်းမှာအခက်ခဲအနှဲငယ်ပေါ်မယ်နိုင်ငံခြားငွေနဲ့ပတ်သက်ပြီးအနှဲငယ်အရှုံးပေါ်ရတဲ့ပညာရေးကတော့တိုးတက်မှုအားကောင်းနေပါတယ်ကျန်းမာရေးမှာနားကင်နားဦးနားလေထွက်တာမျိုးဖြစ်တတ်တယ်အချွေရေးမှာအနောက်ရှေ့အနှဲငယ်ဝယ်မယ်အိမ်တော်ရေးမှာလည်း င်အိမ်တော်ဘက်ရဲ့ညွန်ညင်းချင်းကိုခံရမယ်။ကံကောင်းသောခဏများမှာ3-8ခဏများဖြစ်ပါတယ်။ရေရယာအင်္ဂါနေ့မှာနေအိမ်ဖျားကြောင်းဆောင်မှာသမင်းစီဆန်းကတ်လို့ပါ။အင်္ဂါသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။အင်္ဂါသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမင်းမြန်ဆွေးနွေးတိုင်ပင်လိုပါကမင်းတင်က မိုဘိုင်း APP တွင်ဗီဒီယိုတိုက်ရိုက်မင်းမြန်နိုင်ပါတယ်။ ဘရိုသားသမီးများတွေတပတ်စာဟောစတန်အင်းအင်္ဂန်တိုက်ခန်းကွနိုကန်အယောင်းဝယ်ဖြစ်မယ်စံစွာရောင်းဝယ်ရေးမှာအခက်အခဲအနှဲငယ်ပေါ်မယ်တယ်လီဖုန်းအသစ်ဝယ်မယ်ဝန်ထမ်းဖြစ်ပါကလာစာတိုးယာတုတိုးမယ်အနုပညာလုပ်ငန်းမှာအနောက်ရှက်ပေါ်မယ်နေအင်းနာမှာနာရေးပေါ်မယ်မသွားတဲ့မှာရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှာအချိုးမြတ်များရရှိမယ်ဂျမားရေးကတော့လေချောင်းနာမယ်ပညာရေးကတော့စိန်ခေါ်မှုကြီးမားနေပါတယ်အခြေအမှချစ်သူထမ်းမှလက်ဆောင်ရမယ်အိမ်တော်ရေးမှလည်းတာယာပါတယ်ကံကော င်းစင်သောကဏ္ဍများမှာ3တင်5ကဏ္ဍများဖြစ်ပါတယ်ရရယဘုရူနေမှာတကူကြီးဖျားဘုရူတောင်မှာရွှေထီလေးလည်းကတ်လို့ပါဘုရူသားသမီးများလုံးကိုစိတ်မြပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဘုရူသားသမီးများတွေတိုက်ဆိုင်မင်္ဂလာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မေဆွေတို့ရဲ့ကဲကဲတွေကိုဗီဒီယိုမြန်ဆွနွေးတိုင်မလို့ပါကမင်းနိုင်ကမိုဘိုင်း APP တွင်ဗီဒီယိုတိုက်ရိုက်မြင်နိုင်ပါတယ် ကြာသပတေးသားသမီးများအတွက်တပတ်စာဟော့စတယ်ဝင်ငွေကောင်းမယ်ရရန်ရှိသောငွေများရမည့်တရင်ကောင်းကြရမယ်မြေရောင်းဝယ်ဖြစ်မယ်မော်တော်ကားအတွက်ငွေနှင်းငယ်ကုန်မယ်ရွှေဝယ်မယ်ရွှေလုပ်ငန်းမှာအကျိုးအမြတ်များရရှိမယ်လူမွေရေးလုပ်ငန်းပရိုက်တာလုပ်ငန်းများကိုအသွင်ခွန်ဆိုင်ပြုလို့ရမယ်ရဝေးရောက်နေသောမိသားစုဝင်တို့ပြန်ရောက်လာမယ်ဂျမ်းမာရေးကတော့လက်နာတတ်ပါတယ်ပညာရေးမှာအခြေအနေကောင်းပါတယ်အခြေအနေနဲ့အိမ်တော်ရေးမှာတာယာနေပါတယ်ကံကောင်းရေသောကဏ္ဍများမှာ၄၅၈ကဏ္ဍများဖြစ်ပါတယ်ရရ ာဇာတာပရိနေမှာတဟိုးကြီးဖျားဇာတာပရိတောင်မှာပြောင်းနိုင်တက်စီထွင်းညီပူတော်ပါဇာတာပရိသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းချီးချမ်းသာများပုံမရရှိကြပါစေဇာတာပရိသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှော်ဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကဲတွေကိုဗီရင်မင်းမြန်ဆွေးနွေးတိုင်မလို့ပါကမင်းနေကမိုဘိုင်း APP တွင်ဗီရင်တိုင်းရဲ့မင်းမြန်နိုင်ပါတယ် တောက်ကြမ်းသားသမီးများတွေတပတ်စာဟော့စတယ်နိုင်ငံခြားခီးအတွက်လေရင်လက်မှတ်ဝယ်ဖြစ်မယ်အိန္ဒိယအရွှေပြောင်းအတွက်အစီအစဉ်ပြုလုပ်ရမယ်နိုင်ငံခြားငွေအတွက်တောကရောက်မယ်အရှုံးပေါ်မယ်လျှက်စစ်ပစ္စည်းများပြက်မယ်ကျွေးကိစ္စအတွက်ရင်းရမယ်ရွှေမျိုးကြီးကတူထမ်းမှအကူအညီရမယ်စတူရှယ်ယာလုပ်ငန်းမှာတရင်ကောင်းကြရမယ်တခုခုခပိုင်းနိုင်ခံရတပါတယ်တတိထပါဂျမားကြီးကတော့ခါနာခါကိုက်ဖြစ်တတ်တယ်ပညာရေးမှာကံကောင်းပါတယ်နိုင်ငံခြားသူပညာရေးကိစ္စဖြင့်ခရီးသွားရမယ်အခြေရေးမှာကံကောင်းပါတယ် ယ်ချစ်သူသားမအကူအညီရမယ်အိမ်တော်ရေးမှလည်းတာယာပါတယ်ကံကောင်းသောခဏများမှာတစ်နှစ်ခွန်းခဏများဖြစ်ပါတယ်ရရရတောက်ကြနေမှာနေပြားចောင်းဆောင်မှာတာကူကတ်လိုပါတောက်ကြသားသမီးများလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးကုန်းချိုးချမ်းသာများဖွမှုရရှိကြပါစေတောက်ကြသားသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကဲကဲတွေကိုဗီဒီယိုမင်းမြန်ဆွေးနွေးတိုင်မယ်လို့ပါကမင်းသိခမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက်မင်းမြန်နိုင်ပါတယ် စနေသားသမီးများအတွက်တပတ်စာဟောစတဲ့ဝန်ထမ်းဖြစ်ပါကယာရူတိုလာဇာတိုမယ်အလုပ်တွေအတွက်အင်တာဗျူးဝင်ရမယ်အောင်မြင်မယ်အိမ်ပြင်အိမ်ဆောက်မြေကိစ္စအတွက်အစီအစဉ်ပြုလုပ်ရမယ်ဒါမှမဟုတ်အိမ်ဆောက်ရန်ပနဲ့ရရမယ်ပေပြောင်းနှံကောက်ပဲတိနံရောင်းဝယ်ကောင်းမယ်ဆွေမျိုးတူရဲ့ဂျမ်းမာရေးကိုကူညီရမယ်ဂျမ်းမာရေးအနေဖြင့်ဝမ်းပြဝမ်းလျှောဖြစ်မယ်ပညာရေးမှာစူးစမ်းမှုအားနည်းနေပါတယ်အခြေအနေနဲ့အိမ်တော်ရေးတာရပါတယ်ကံကောင်းသောခဏများမှာ2-3ခဏများဖြစ်ပါတယ်ရေရေရစနေနေ့မှာတကူကြီးပြ ားစနေတော်မှာထန်သီးမုံငါးခုကတ်လို့ပါစနေသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကောင်းချိုးချမ်းသာများဖို့မှုရရှိကြပါစေစနေသားသမီးများအတွေ့တိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကဲတွေကိုဗီဒီယိုမင်းမြန်ဆွေးနွေးတင်ပြလိုပါကမင်းတင်ခမိုဘိုင်း APP တွင်ဗီဒီယိုတိုက်ရိုက်မင်းမြန်နိုင်ပါတယ် ကျေးဇူးတင်ပါတယ်မြမယိုရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောပါအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာပေရင် channel လေးကို like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တင်တိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်